ဒါတော့အိမ်တော်တစ်ခုကိုတိဆောက်လိုက်ပြီဆိုတော့အပေါ်မှာတော့ဟိုအရင်ထပ်ပို့ပြီးတော့ဒါဘယ်လိုပဲဖြစ်ဖြစ်အရင်ထပ်ပို့ပြီးတော့ပူရေးကြက်ရမယ်အပို့ပြီးတော့ဒီအိမ်တော်တစ်ခုကိုတိဆောက်ဖို့အတွက်အများကြီးပေါ့အများကြီးပေါ့အဓိကကနှစ်ယောက်စလုံးရဲ့ဟိုရီမန်းချက်ကတော့ကတဲ့တရားပျော့ပျော့ရှိရှိနဲ့အများရင်းလည်းပြောတဲ့စကားရှိရဲ့အဲကိုငယ်ဆိုလည်းမြတ်ပြောရဲကိုလေးနှစ်ယောက်ပျော့ပျော့ရှိရှိတတ်တတ်ပြပြလေးနဲ့အဲ့လိုမျိုးပေါ့အများရင်းနေသွားမယ် အဲ့လိုလေးပေါ့အနည်းငယ်စလုံးကပျော်ရွှင်မှုကိုပို့ပြီးတော့ဦးစားပေးရစိတ်ချမ်းသာမှုအဲ့ဒါလေးကိုတော့ဦးစားပေးရဆိုတော့အိမ်နောက်တစ်ခုမှာအဲ့လိုလေးပဲဟိုဘယ်လိုပြောမလဲ A to B မြတ်အဲ့လိုအေးအေးချမ်းချမ်းလေးပဲနေသွားကျင်တယ်ပေါ့အဲ့အတွက်ကိုလည်းဒါကိုရီးယားစလုံးမှာတော့တာဝန်ရှိပါတယ် တော့အမှုပညာကိုလည်းချစ်တဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ဆိုပြီးတော့အနေနဲ့တော့အမှုပညာအလုပ်ကလေးတွေကတော့ကိုကဆက်ပြီးတော့လုပ်ဖြစ်နေဦးမှာပါဆက်ပြီးတော့လုပ်ဖြစ်နေမယ်ပြည်သက်တည်နေလဲအခုလိုမျိုးအဲ project ကလေးလည်းအများကြီးရှိရဲဆိုပြီးတော့ပြည်သက်တည်နေပျော့ပျော့ရှင်ရှင်လေးတွေပေါ့တော့တွေးဆောင်ဖို့လည်းအများကြီးရှိပါတယ်ရှင်ဆက်ပြီးတော့အမှုပညာအလုပ်တွေကိုလည်းဆက်ပြီးတော့ကြိုးစားအောင်ပါဟုတ်